မြင်လာပါရှင်ကျေတော့တင်နေတော့ အဲဇဲထဲမှာ how to use freeze fan in အဲဇဲအဲဇဲထဲမှာ freeze fan ကိုဘယ်လိုအသုံးချမလဲဘယ်လိုနေရာမှာအသုံးပြုရမလဲဒါလေးကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ data ကိုကြည့်လိုက်တဲ့အခါမှာအာဒီဘိန်းလုံးကိုလိမ့်တဲ့အခါမှာဆိုရင်အပေါ်က row ဒီ row 1ဒီကျွန်တော်ကအပေါ်ကိုပါသွားတယ်ဒါဆိုရင်ဒီ data တွေဒီကောင်းစဉ်ဘယ်ကောင်းစဉ်မှာတည်ရှိနေရလဲဆိုတာကိုကျွန်တော်ကမသိရဘူးဒါဆိုရင်ကျွန်တော်က အပေါ်ဆုံးက first row ကိုအသေးထားခြင်းနဲ့ဆိုရင် view ထဲကိုသွားမယ်ဒီမှာ freeze pan ဆွဲနေရာမှာ top row ကိုနှိပ်ပေးလိုက်ပါဘိုင်လုံးကိုလှည့်ကြည့်တဲ့အခါမှာတော့အောက်က row တွေသည်ပြာပြောင်းသွားတယ်ပရမဆုံး row ကကျတို့အမြင်ကွင်းမှာအသေးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်နော်နောက်တစ်ခုက and freeze pan ကိုနှိပ်လိုက်မယ်ဒါဆိုရင် ပုံမှန်တိုင်းပြန်ဖြစ်သွားပြီ နောက်တစ်ခုကကျွန်တော်က freezy first corner လောက်ကြည့်မယ် first corner လောက်ကြည့်တဲ့အခါမှာသူကဒီ horizontal score ဘာမှရှိတဲ့အများလေးကိုနှိပ်ကြည့်ရမှာပဲဖြစ်ပါတယ်အဲ့တော့သူ့ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာဆိုရင်အာဒီမှာ column တွေဒီတစ်ခုချင်းစီကျွန်တော်ဝင်သွားတာကိုတွေ့ရလိမ့်မယ်ပြန်လုပ်ခြင်းနဲ့ဆိုရင်လည်းဒီဘက်အများလေးကို အဲယူလို့ရတယ်နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ပြန်ဖြုတ်ရှင်တဲ့ကမှအန်ရီစီပြန်လုပ်ပြီးတော့အပေါ်ဆုံးကပရင်စီပန်လေးကိုတော့ဘယ်လိုနေရာမှာသုံးမလဲအဲ့တော့သူကကျတော့ကိုစိုက်နေတတ်တဲ့ရိုးသုံးဖို့ကိုစိုက်နေတတ်တဲ့ကော်လန်နေဆဲတွေကနေစပြီးတော့သူကပရင်စီပန်လုပ်တာဒါဆိုရင်ဒီရိုးတန်ကနေစပြီးတော့ရွေလျားခြင်းနဲ့ဆိုရင်ရိုးတန်လေးကိုဆက်လက်ကလေးချ principal တွေက principal ကိုနိုင်မယ်ဘေးလုံးလိုက်ကြည့်လိုက်တဲ့အခါမှာ rotor ကနေစပြီးတော့ principal ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်အာနောက်တစ်ခုပြန်အဲ principal နောက်တစ်ခု a နဲ့ b နဲ့ကိုမြင်ကျင်တယ် c ကနေစပြီးတော့ဝင်သွားစေကျင်တယ်ဒါဆိုရင် principal ကိုနိုင်လိုက်ပါဒီလိုမျိုးလေးနေတဲ့အခါမှာစီကော်လျန်နဲ့စပြီးတော့ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါတွေကကျွန်တော်ကအဲကိုကြိုက်တဲ့နေရာကနေပေါ့။နောက်တစ်ခုကကျွန်တော်ကဒီမှာ ရန်ကုန်ကနေစပြီးတော့ရန်ကုန်ရဲ့ကျွန်တော်အပေါ်နဲ့ရန်ကုန်ရဲ့ရှေ့ကိုတော့ကျွန်တော်ကပြည်စည်းဖြစ်နေတယ်ဆိုရင်နှိမ့်လိုက်ဒါဆိုရင်ကျွန်တော်ကရန်ကုန်ရဲ့အပေါ်နဲ့ရန်ကုန်ရဲ့ရှေ့တိကျွန်တော်ကပြည်စည်းဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ပြည်စည်းပန်ကတော်ရောလာ first column ကိုစိုက်နေတဲ့တဲ့နေရာနေပြီးတော့အာဒီ key row and column ပေါ့နော်ကိုစိုက်နေတဲ့တဲ့နေရာနေပြီးတော့ဒီ freeze ပန်လောက်မှဆိုရင်လည်းရပါတယ်ဒါလေးကတော့ဒီနေ့ကအာ freeze ပန်ရဲ့အသုံးပြုပုံလေးကိုမျှဝေပေးသားတော့ပဲဖြစ်ပါတယ်ဒီချိန်ကတော့ ပမနာကွင်းရဲ့ volunteer trainer ဒေါ်နန်းကျော်ခိုင်မဖြစ်ပါလေရှင်။